ဆရာမန်းတင်ဤဒုတိယအကြိမ်ထုတ်ဝေသောမြို့ပိုင်မောင်းပြုံးချူစာအုံးမှာဘဲเจ้าမောင်နေမတုံးလို့အမည်ရတဲ့အเจ้าရာလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။မြို့ပိုင်မောင်းပြုံးချူဟာ မြို့ငယ်လေးတစ်ခုတွင်တာဝန်ထမ်းဆောင်နေတယ်။ရှေးရခင်ကထိုမြို့တွင် အင်္ဂလိပ်မြန်မာနှစ်ဘာသာသင်အလဲရန်ကြောင်းတစ်ကြောင်ရှိတဲ့ဆရာဆရာမများသည်လည်း အလွန်အသင်အပြကောင်းလာသည်ဆို၏ထိုเจ้าမှထွက်လာသောเจ้าသူเจ้าသားများဟာထိုမြို့တွင် လူပေါ်လူစော ဖြစ်နေကြလိမ့်မည်ရှေ့နေများနိုင်ငံရေးသမားများဂုံသည်များเจ้าဆရာများမြို့မျက်နှာဖုံးတွေကြီးဖြစ်နေကြတယ်သို့တော်ထိုเจ้าအဆောက်အအုံကတာရှိအသက်မရှိမကြမီမီးလောင်၍ခန္ဓာကြွေရရှာလိမ့်တယ်ညီသူရှို့ပါသည်နီး အချို့ကလည်းအင်္ဂလိပ်စာပြဆရာများကိုမနာလိုဝန်တိုနေသောမြန်မာဆရာများကမိရှို့တယ်လို့ပြောကြတယ်။သို့တော့ညီသူမှအတိအကျမသိကြ။ထိုစဉ်ကလေးကအင်္ဂလိပ်မြန်မာနှစ်ဘာသာသင်ကျောင်းပျောက်၍မြန်မာစာသင်ကျောင်းသာရှိလေတော့တယ်။စစ်ကြီးပြီးသောအခါငါးရန်ကျောင်းတစ်ကျောင်းတည်းသာအစိုးရကဖွင့်နိုင်တယ်။ကျောင်းအဆောက်အအုံအဖြစ် အရင်ကမြန်မာစာသင်ကျောင်းကိုပင် အသုံးပြုကြရတယ်ထို့အတွက် ပိုင်ရှင်ចောင်းဆရာကြီးဟောင်းအားတလ15ချက်ပေးရတယ်သို့တော့တလတွင်15ချက်မပေးလို့ရတကြောင်းကိုပိုင်အဆောက်အအုံရှိလို့ရတကြောင်းဒူဒီမဟုတ်ပညာအုပ်ကြီးဦးအေးမောင် အပြောအဟောကောင်းလွန်၍တကြောင်းမောင်ပြုံးချိုတို့လူစုចောင်းအဆောက်အအုံတစ်ခုကို ဆောက်လုပ်ရန်စိုင်းပြင်းကြလေတယ်ခမားတို့မြို့မယ်ကိုရန်ចောင်းတကြောင်းတော့အနည်းဆုံးရှိဖို့ကောင်းတယ် ဘယ်နဲ့ဗျာမြို့ပိုင်းရုံးဆိုင်တဲ့မြို့ကြီးမယ်ဟာဟန်ပန်ပန်ចောင်းကလေးတစ်ချောင်းမှမရှိဘူးဆိုရင်ရှက်စရာကြီးပေါ့ပြီးတော့ဟော်ဒီကဥပြုံးချူလို့လို့မြို့ပိုင်းကြီးတယောက်လုံးဒီမြို့မယ်ရှိနေတာနဲ့ចောင်းတစ်ဆောင်မဖြစ်မြောက်ဘူးဆိုရင်ရာဇဝင်ရိုင်းမပေါ့အတော်လာတဲ့ပညာအုပ်ကြီးဦးအေးမောင်မှာတကားသူဒီကုန်းကိုအဆက်မပြတ်စားရင်တရားဟောပြန်ပါတယ်ပြီးတော့အစိုးရကလည်းအဆောက်အအုံအရန်တင့်ရှိနေတဲ့နေရာတွေမှာမှာ ကျောင်းဖွင့်ပေးမှာဗျာဒီတော့ခမားတို့မြို့မယ်ကျောင်းအဆောက်အုံတစ်ခု ဖြစ်အောင်လုပ်ဗျာပြီးတော့အဲ့ဒီအဆောက်အုံကိုအစိုးရကိုလွှဲပြောင်းပေးလိုက်အဲ့ဒီလိုသာလုပ်နိုင်ရင်မကြဘူးခမားတို့မြို့မယ်ကိုလန်းကျောင်းဖွင့်ပေးမှာပဲအတော်အားရစရာကောင်းပါတယ်မောင်ပြုံးချူတို့လူစုလဲဝမ်းမြောက်၍မဆုံးထား၍ပင်ကကြင်လောက်အောင်ဖြစ်သွားပါတော့တယ်ကိုလန်းကျောင်းသာဖွင့်ဖြစ်ရင်မြို့မလူငယ်တွေပညာတတ်ကြတော့မယ် မိဘတွေလည်းဝမ်းမြောက်ကြမယ်သူတို့သားသမီးတွေပညာသင်ရန်ဝေးဝေးလန်လန်မြို့များသို့ပို့ထားရန်မလိုတော့ဘီတို့နှင့်ကြောင်းဆောက်ရန်ဝိုင်းဝန်းလုပ်ကင်ကြတယ်ငွေကောက်သူကောက်တစ်အလှခံသူခံညီခွက်ကြည့်သူကြည့်နေအထူးအလုပ်များနေကြလေတယ်ဖုန်ကြီးကြောင်းဆောက်မှဖျားတယ်မှကုသိုလ်ရတာမဟုတ်ပါဘူးဗျာဒီလိုပညာသင်ကြားဖို့ကျောင်းအဆောက်အအုံအတွက်လှူရင်လေသာဝရကုသိုလ်ကြီးတာပဲ ဒီလိုတရားဟောရသည်မှာလဲအမောအလူရှိရင်ကျောင်းအတွက်တန်ခါတစ်ပါးစာအလူခံမှုစူးစမ်းကြရတယ်မင်္ဂလာဆောင်ရှိရင်လဲမင်္ဂလာဦးတွင်ထူးမြတ်တဲ့ပညာရေးအလူကိုပြုကြပါရန်တရားဟောကြရတယ်အမတော်ကြီးပေးရမှာလဲငွေဖလားတစ်လုံးနဲ့တတ်နိုင်သမျှအလူငွေထည့်ခဲ့ပါရန်တကွမ်းကွမ်းခောက်ကြရတယ်အင်းလေလံပွဲနေလဲအလုံးမပေးတစ်ဖက်မှာလဲအတင်းအဓမ္မအလူခံနေပါတယ်လို့တိုင်မာတော်မှာဆိုရသေးတယ် သတင်းစာမှအော်မှကြောက်ရတယ်။အချို့ကလည်းအလူကန်လာသည်ကိုတိတိနဲ့တပြိုင်နက်ညနေသားသုံးမှုန်နေတတ်တယ်။တတ်နိုင်ပါဘူးတော်။လေကမရ၊ကျွေးတွေတောင်းမရနဲ့။ကျုပ်တို့ထမင်းအောင်ဘလို့စားရမလဲမသိဘူးလို့ကြော်စွန်းလောင်းနဲ့လေပိုင်ရှင်များကိုလည်းတွေ့ကြရပါတယ်။ဒီလိုအလူကန်ထွက်နေကြစဉ်မောင်ပြုံးချူတို့ညီခွက်ရှာရတယ်။ခြုံပိတ်ပေါင်းနေအုပ်နေတဲ့ခြံကြီးတစ်ခုကို တွေ့ထားတယ်။ပိုင်ရှင်က ၄၀၀လောက်ရမှရောင်းချင်တယ်။မောင်ပြုံးချိုက သူတို့ကိုခေါ်၍ဈေးစစ်ကြရာအဖိုးအနှဲငယ်နှစ်ပင်ဈေးတည့်သွားလေတယ်။သူနှင့်ထိုမြေခွက်ပေါ်တွင်ပြင်းအောင်ပြင်းကင်းသွမိုးဆောက်လို့ရန်ရည်ရွယ်ထားတော်လဲရံမုံငွေမလုံလောက်သဖြင့်ထယံကာတက်ငယ်မိုးကျောင်းတဆောင်သာပေါ်ပေါက်လာလေတယ်။ထိုကျောင်းအဆောက်အုံကိုဥအေးမောင်ညွှန်ကြားတဲ့အတိုင်းအစိုးရသူစိုက်တယ်လို့စီမံရန်စာချုပ်စာတမ်းနဲ့ လွှဲပြောင်းပေးသည်မှာနှစ်နှစ်ကျော်ပါပြီ။ကြောင်ကဒီအတိုင်းမှရှိသေးတယ်။စင်စစ်အဖြစ်ဒီအတိုင်းမှမရှိတော့ပါ။တန့်ငယ်မိုးတွေကမိုးရေတွေယိုနေပါပြီ။ကြောင်သားတွေထိုင်စရာမရှိ။လှေဟောင်းကြီးတွေကိုဝယ်၍ထိုင်ကုန်လောက်ကလှူကြရတယ်။ကိုရန်ကြောင်ဖြစ်ဖို့အရေးကဝေးလာပါသေးတယ်။ညီတို့မြတတင်းမကြရလက်မှန်ချနေကြတယ်။မြို့ပေါ်ကလူကြီးတွေကလည်းတောင်ပြေးရမြောက်ပြေးရနဲ့မောလာပါပြီ။ ပန်းလာပါပြီ။ဆိုင်ရာဝင်ကြီးစီလည်းရောက်ပြီးကြပြီ။နေကတက်တဲ့အမတ်မင်းထံသို့လည်းဝင်ပြီးပြီ။အဟောကောင်းအပြောကောင်းပညာအုပ်မင်းဦးအေးမောင်လည်းအင်္ဂလန်ပြည်သို့ပညာတော်သင်အဖြစ်သွားလေပြီ။သူပြောတဲ့ကိုရန်ကျောင်းအရေးကဝေးမြေတိုင်းဝေးဝေးသာနေတော့တယ်။ကျောင်းဆရာလုံရန်လူမရှိဟုအကြောင်းပြတယ်။ဘာဖြစ်၍မရှိရလဲ။တကယ်ရှာရင်တကယ်ရပါတယ်။ လာချင်းအနီးကလေးပါဟင်ဘာဖြစ်လို့အစိုးရဟာကျုပ်တို့ကိုပြစ်ထားသလဲဗျာကျုပ်တို့ဟာဘာအပြစ်များရှိနေလို့တော့ចောင်းကော်မတီလူကြီးတယောက်ကဝမ်းနဲ့ပလက်ပြောရှာတယ်မှန်ပါတယ်ဤမြကျဲဝန်းနဲ့မြို့နယ်ကြီးတစ်ခုလုံးအတွက် ကိုရန်ចောင်းတချောင်းကိုမှဘာဖြစ်လို့ဖြစ်မြောက်အောင်တီထောင်မပေးနိုင်ပါသနည်းရှိရင်စွဲငါးရန်ကြောင်းကလေးဖြစ်ပြနေပုံကိုကြည့်ပါအောင်ဆရာတို့ရဲ့ဂုံပုတ်ကိုသုံးသပ်ဖို့လိုပါတယ် ဆရာ၅ယောက်ရှိတယ်။ထို၅ယောက်သောဆရာတို့ဟာဂိုင်းကွဲလျက်ရှိကြသေးတယ်။ဘယ်လိုဘယ်နည်းကွဲနေကြပါသနည်း။ဆရာကြီးယာရုကို လူကြရင်ကွဲကြပြဲကြခြင်းဖြစ်တယ်။ဆရာ၂ယောက် သူဆရာကြီးဖြစ်ထိုက်တယ်။ငါဆရာကြီးဖြစ်ထိုက်တယ် ਨੇ အချင်းများလျက်ရှိကြတယ်။သူတို့၂ယောက်ကိုအကြောင်းပြု၍ကြံဆရာများလည်းသူ့လူငါလူ ਨੇ ဂိုင်းကွဲကုန်ကြတယ်။ဆရာကြီးကွဲတော့ចောင်းသားတငယ်များလည်းကွဲကြကုန်တော့တယ်။ အရက်သေးတွင်လဲသူ့ကြိုက်သူငါကြိုက်သူနဲ့နှစ်ပိုင်းကွဲကြပြန်တော့တယ်အစီအဝေးတစ်ခုတွင် ထိုအကြောင်းကိုဆွေးနွေးကြတယ်သူဆရာကြီးဖြစ်ထိုက်တယ်ငါဆရာကြီးဖြစ်ထိုက်တယ် ਨੇ အတော်စကားများကြတယ်နောက်ဆုံးတယောက်နဲ့တယောက်ထထိုးတော့မလို့ဖြစ်ကုန်၍မဆုံးဖြတ်နိုင်ပဲအစီအဝေးရုတ်သိမ်းလိုက်ရလေဟိုဆရာကအလကားကွာဂျပန်ခေတ်တုန်းကဝန်ထမ်းမှုလုပ်ခဲ့တယ်အမလီအဲ့ဒီတုန်းကများ တောက်လိုက်တဲ့အရက်မိုးမလင်းဘူးဟိုဆရာဤလူကဒီဆရာကိုပုတ်ခတ်တယ်ဒီဆရာကအလကားဗျเจ้าသားတွေစတင်တာမဟုတ်ဘူးဈေးရောက်မိုးလောက်ဂယုဆိုင်နေတာပြီးတော့လဲဖဲလဲရိုက်တယ်ဒီဆရာဤလူကဟိုဆရာကိုတပုတ်လီလွင်ပြောတယ်အလကားဗျာဒီเจ้าကဆရာတွေတရားမှမကောင်းပါဘူးအရက်မူးတဲ့လူဖဲရိုက်တဲ့လူကြီးပဲခလေးတွေကိုတရားမှစာကောင်းကောင်းတင်တာမရှိဘူး အားလုံးတခြားပြောင်းပြဖို့ကောင်းတယ်။ဤကဲ့သို့ဝလုံးရှည်ရှည်နဲ့ရမ်းသူလည်းရှိတယ်။ဒါအရေးမကြီးဘူးပြို့တော်ကြဆရာအချင်းချင်းမတည့်တာနဲ့ဟိုအရင်နှုံးကလို့ကြောင်းကြီးမိနဲ့ရှို့ပြမှာစိုးရတယ်။ဤကဲ့သို့တွေးသူလည်းရှိတယ်။အင်းဒီအခြေအနေတိုင်းသာသွားရင်တော့ကျုပ်တို့မျိုးတော့နောက်တစ်ခေတ်ကျရင်ခတ်တော်မှာပဲ။အေးဘောဗျဟိုသချင်းလိုဖြစ်လာမှာပေါ့ဘလို့လဲ အရာရာဖင်ကျဲဒုတရေရဲ့နောင်တခင့်မှာပြောင်းထောင်ဖြစ်နိုင်တယ်ဒုတကိုကောင်းစိတ်ထားမယ်အများအကျိုးအတွက်ထမ်းဘူးကွယ်တယောက်ကတန်နေတန်သားနဲ့စူပြနေလေတယ်မှန်ပေသည် မောင်ပြုံးချူတို့မျိုးတွင်အစိုးရဘိန်းဆိုင်မရှိဘဲနဲ့တိတ်တိတ်ပုံ ပြောင်းထောင်တွေပေါနေပြီမဟုတ်ပါလားနောင်တခင့်မှာဆိုရင်ဒီထက်စိုးတော့မပေါ်မောင်ပြုံးချူတို့တအူးကလေးလဲចောင်းထားဖို့အရွယ်ရောက်လာပြီး ငယ်ငယ်ကကြောင်းထားမှာတက္ကသိုလ်သူစောစောရောက်မယ်။ဂုံနူးပွဲသူတွေမြ мян ရမယ်။တိုင်းပြည်ဝန်ကိုထမ်းဆောင်နိုင်မယ်။ငါသာကြောင်းနေမလား။ဟင်မနေချင်ဘူးဖေဖေ။ဘာဖြစ်လို့လဲကွ။တော်တော်ကြာလမ်းလျှောက်ပြီးစွန်းတော်ပြို့လို့អော်နေရမှာ။နေ့စဉ်နေ့တိုင်းတပိတ်ကိုထမ်းကလမ်းပေါ်မှာစွန်းတော်ပြို့ဟုអော်ဟိရင်စွန်းကန်လာကြတဲ့သူ့ရွယ်သူဖုန်ကြီးចောင်းသားကလေးများကိုជី၍ စိတ်ရှုပ်နေဟန်တူတယ်။အိုးဖေဖေကစုံတော်ပြုလို့မအော်ရတဲ့ကြောင်းထားမှာပေါ့ကွာ။ဘယ်ကြောင်းလဲဖေဖေ။ဖေဖေတို့ယုံနာကကြောင်းလေ။ဒီလိုဆိုနေမှာပေါ့။ဒီလိုသားဖားနေအောင်အချီချပြောနေစဉ်ခရီးသွားလူလင်ကိုမောင်ခက်ကြီးအနားရောက်လာတယ်။မြို့ဝမင်းအဲ့ဒီကြောင်းကအလကားပဲ။စာကောင်းကောင်းတင်တာမဟုတ်ဘူး။တောင်ပိုင်းကကြောင်းကိုထားပါ။သူကအစိုးရကြောင်းကိုပုတ်ခတ်ပြောတယ်။ အဲ့ဒီကြောင်ကျွန်တော်ကလေးတွေမနစ်ကတနှစ်လုံးထားတာဘာမှမတက်ဘူးအခုဟိုเจ้าရွှေ့ထားတော့၃လလောက်ရှိသေးတော်တော်ဖတ်နိုင်ပြီးเจ้าလာကလည်းတလတစ်ချက်ပဲပေးရတယ်ကိုမောင်ခက်ကအစိုးရเจ้าမအပ်ပဲเจ้าဆရာတူမိမိဘာသာဖွင့်ထားတဲ့เจ้าတွင်အယံပြောနေလေတယ်မောင်ပြုံးချူအဖို့တော့စိတ်အားငယ်မိတယ်ဝမ်းနည်းမိတယ်မိမိတို့ကြိုးကြိုးစားစားစောက်လုပ်ထားတဲ့เจ้าကြီးကို မကောင်းဟုဆွဆွဲကတဲဘုတ်ကလေးတွင်ဖြစ်သလိုတင်နေတဲ့အကြောင်းကိုသူ့ယုံမှခရီးသွားလူလင်ကချီးကျူးနေပါတယ်။ဟိုเจ้าကအစိုးရเจ้าဗျခမားပြောတဲ့เจ้าကအလကားเจ้าမောင်ပြုံးချူကခတ်တီတီနဲ့ပြောလိုက်တယ်။ကျွန်တော်တော့အစိုးရเจ้าလားဘာเจ้าလားမသိဘူး။စာသင်ကောင်းတာပြောတာပဲ။အစိုးရเจ้าတွေကိုဘယ်တော့မှအပြင်เจ้าတွေကမမိနိုင်ဘူး။အစိုးရဆိုတာဘာမှမဆိုလုပ်ပေးနိုင်တဲ့ ပညာသင်ကြားရေးမှာလည်းစနစ်အမျိုးမျိုးထွင်ပြီးလုပ်ပေးနိုင်တယ်။အပြင်ကျောင်းတွေဟာအစိုးရကျောင်းတွေလိုဘယ်နည်းနဲ့မှအဆင့်အတန်းမီအောင်မတင်နိုင်ဘူး။ကိုမောင်ခက်ဟာဘာမှပြန်မပြောတော့ဘဲငြိမ်နေလေတယ်။သူ့နဲ့မောင်ပြုံးချူဟာသူ့သားကိုအစိုးရကျောင်းသို့ပို့လိုက်လေတယ်။သို့တော့ကြာရှည်ကျောင်းမတက်ရမကြမီထိုမျိုးကိုတပုံများအုပ်စည်းမိသဖြင့် မောင်ပြုံးချူတို့ဟာ ရန်ကုန်သို့ လစ်ခဲ့ရလေတယ်။ရန်ကုန်သို့ရောက်လာသောမောင်ပြုံးချူတို့ဟာသားကိုကြောင်းဆက်ထားရန်စ조사ကြပြန်တယ်။သို့တော့လွယ်လွယ်နဲ့မအောင်မြင်။မောင်ပြုံးချူတို့ငငယ်ကကြောင်းထားရန်လွယ်သလောက်ယခုခေတ်တွင်ကြောင်းထားဖို့ကိစ္စသည်ခက်လာပြီတောင်။သူတို့ငယ်စဉ်ကကြောင်းထားရေးကိစ္စမှာအလွယ်ကလေးဖုန်ကြီးကြောင်းတွင်ထားခြင်းသလော။ဖုန်းတော်ကြီးအတွက်လူပဲတန်းရာကလေးကိုဆောင်ယူသွားပြီးလင် အရှင်ဘုရား တပည့်တော်ဤသားကို အရှင်ဘုရားကြောင်းမယ်လက်ခံတော်မူပါ ဆိုရင်ပြီးတယ်မြန်မာစာသင်ကျောင်းအင်္ဂလိပ်မြန်မာစာသင်ကျောင်းအင်္ဂလိပ်စာသင်ကျောင်းအစရှိသည့်ကျောင်းများတွင်ထားလိုသလိုသားသမီးများကို ခေါ်သွားပြီးရင် ကြာတင်သောကျောင်းလာကကျောင်းဝင်ကြီးကစားကြီးအစရှိသည့်တို့ကိုပေးလိုက်ရင် လွယ်လွယ်နဲ့ကိစ္စပြီးတော့တယ်ယခုတော့ဒီလိုမဟုတ်တော့ဘူးသားတယောက်ကိုကြောင်းထားဖို့အရေး ဆွေးနွေးလိုက်ရတဲ့ဖြစ်ချင်းတဆွေလုံးတစ်မျိုးလုံးတိုင်ပင်ကြရတယ်။မောင်ပြုံးချူတို့ရဲ့တဦးအားចောင်းထားဖို့ကိစ္စကိုအားလုံးကုန်ဝိုင်းပြီးတိုင်ပင်ကြရတယ်။မင့်သားကိုចောင်းထားဖို့တော်ပြီ။မောင်ပြုံးချူတို့ရန်ကုန်သို့ရောက်၍မကြာမြင့်မီအမကြီးတယောက်ကတတိပေးတယ်။ထိုနေ့တွင်အိမ်၌ဆွေမျိုးတွေလည်းအတော်ဆုံနေပါတယ်။ဟုတ်ကဲ့တော်မာတော့ကတော့ထားပါတယ်။မောင်ပြုံးချူကဖြေတယ်။အေးအခုလဲ ရန်ကုန်မှာဆက်ထားပေါ့မင်းတို့တော်တော်နဲ့ပြန်ရအောင်မှာမမဟုတ်ပဲဦးလေးကြီးတယောက်ကဆိုလိုက်ပြန်တယ်ဒီတစ်ခေါက်တော့သူပြန်ရင်ပြန်ဖြစ်စီကျမတော့ဘယ်တော့မှတော်မလိုက်တော့ဘူးတင်မာကြီးကစူးစူးအောင့်အောင့်နဲ့ဝင်၍ပြောလိုက်လေတယ်အေးကွာမင်းကလည်းဒီတစ်ခါတော့တော်မပြန်ရင်ပါနဲ့ရန်ကုန်မှာသာတနေရရဝင်လှုပ်ဆမ်းမှာမင်းကလည်းအတော်ခတ်တာတော်မှာပဲပျော်နေတာပဲအကိုကြီးတယောက်ကဝင်ထောက်လိုက်ပြန်လေတော့တယ် တောဟာ တကယ်နေဖို့ကောင်းတာပဲတောမှာသာတကယ်လေသမားတကယ်အလုသမားတွေကိုတွေ့ရတာသူတို့အတွက်တကယ်လုတ်ပေးခြင်းတောဆင်းရမယ်ငြိမ်နေသောမောင်ပြုံးချူဟာယခုမှစကားဆာက တောကိုချီးမွမ်းနေလေတယ်မင်းမဟုတ်တာတွေပြောတော့မယ်ရန်ကုန်တွင်အမြဲနေသောအကိုကြီးတစ်ယောက်ကမျက်နှာထားတည်ကြီးနဲ့ပြောလေတယ်ကျွန်တော်တကယ်ပြောတာရန်ကုန်မှာနေတဲ့လူတွေဟာမြမပြည်ကြီးရဲ့ တကယ်အခြေအနေမှန်ကိုမသိဘူးသတင်းစာကရေးသလောက်သာသိတာပဲသတင်းစာတွေကလည်းသူတို့လူချင်းရာဆွဲရေးနေကြတာသတင်းစာတွေပါတိုင်းလဲမမှန်လဘူးဗျတကယ်အလုပ်လုပ်မဲ့သူတွေဟာတောကိုဆင်းရမယ်ကိုယ်တိုင်လေ့လာရမယ်ရန်ကုန်ကနေပြီးအခြေအနေအမှန်ကိုမသိပဲပန်ကားအောက်ထိုင်ပြီးတွေ့ကြရတွေအမိန်ပေးနေရင်အကုန်မှားကုန်မှာပဲအဲ့ဒီပန်ကားအောက်ကဆရာကြီးတွေလဲတောကိုတခါတရံထွက်ကြဖို့လိုတယ်ဗျာ မောင်ပြုံးချူဟာလေရှည်ကြီးပြောနေရာအားလုံးကငြိမ်ပြီးနားထောင်နေကြလေတယ်။ဟေးမင်းဟာကတယောက်တည်းရံဖြစ်နေပြန်ပါပြီ။အမကြီးကဝင်းပြောလေတယ်။ရံဖြစ်တာမဟုတ်ပါဘူး။တကယ်အမှန်ကိုပြောတာပါ။နေရာတိုင်းမှာအခြေအနေအမှန်ကိုသိဖို့လိုတာကိုပြောတာပါ။အမှန်ကိုသိမှဘလို့စီမံခန့်ခွဲတိုက်တယ်ဆိုတာမြင်နိုင်တော့မပေါ်အခုတော့အားလုံးကရန်ကုန်နေကြတာပဲ။အခုနေခါများအတွင်းဝင်ယုံက မာစတာကြီးတွေကိုတောနယ်များထွက်ခိုင်းရင် ခွင့်ယူပြေးခြင်းပြေးမယ်ဘယ်သူမှသွားမှာမဟုတ်ဘူးအေးအေးဆေးဆေးအချိန်များဆိုရင်တော့တောကိုချစ်လိုက်ကြတာမပြောပါနဲ့တော့အဲ့ဒါလူနဲ့ချမ်းသာဆိုတာပေါ့ကွာမင်းသာလူမိုက်ဦးလေးကြီးကဝင်ထောက်နေလေတယ်မြက်စွာဖေဟာအလောင်းတော်သိတ်တထမင်းသားဟာရွှေနန်းတော်ကြီးတွေကမွေရာပေါ်မှာကြီးပျော်နေရင်ဘယ်နဲ့လို့ပြီးနမိတ်ကြီးလေးပါကိုမြင်နိုင်ပါမလဲ ရွှေနန်းတော်ကြီးကထွက်ပြီးဥယျာဉ်တော်ထဲလာလို့သာသူ့အိုသူနာသူတေယဟန်းတွေကိုမြင်တာပေါ့အေးဟုတ်တယ်ဟဲ့ဥလေးကြီးသဘောပေါက်သွားတယ်အင်းအခုလေတကယ်အလုလုနိုင်တဲ့လူတွေကိုရန်ကုန်မြို့ကြီးကမောင်းထုတ်ပြီးတောအစင်ခိုင်းရမယ်ဗျဒါမှသူတို့လေနမိတ်ကြီးလေးပါးကိုမြင်လာမယ်အမြင်မှန်ကိုရမယ်အဲ့ဒီတော့မှလောကီနိဗ္ဗာန်ကိုရအောင်ဘယ်လိုလုပ်ကြမလဲဆိုတာစီစဉ်နိုင်မယ်ဗျာ မောင်ပြုံးချူဟာအာရပါရကြီးပြောနေစဉ်တင်မာကြီးအနားရောက်လာပါတယ်မဟုတ်ပါဘူးခလေးចောင်းထားဖို့ပြောနေတာဘာရီများလျှောက်ပြောနေရလဲသူကဝင်၍ဟန့်လိုက်ရာ မောင်ပြုံးချူចောင်းတက်တက်ဖြစ်သွားတယ်တရားဟောကောင်းနေတော့ခဲကြလာတကယ်သူကဲကဲတားကိုចောင်းထားဖို့အကြံပေးကြပါအောင်တင်မာကြီးကဆက်၍ပြောလေတယ်တားကိုမေးပါအောင်ဘယ်ចောင်းနေမလဲလို့ကဲတား မင်းဘယ်ကြောင်းနေမလဲကားနဲ့လာခေါ်တဲ့ကြောင်းနေမယ်မနက်တိုင်းအိမ်ရှိကဖြက်ဖြက်သွားတဲ့ကားကြီးနဲ့သွားရတဲ့ကြောင်းလေးသားကဖြေလေတယ်နနက်တိုင်းမောင်ပြုံးချူတို့အိမ်ရှိမှကြောင်းကားကြီးတွေဖြက်၍ဖြက်၍သွားနေကြဖြစ်ပါတယ်အချို့စိမ့်စိမ့်အချို့နီနီအချို့ဝါဝါကားထဲတွင်လည်းကြောင်းသူကြောင်းသားတွေနဲ့ပြည့်နှက်လျက်ပါသွားတာကိုတွေ့ရတယ်ဘဲကြောင်းလေကွာမြို့မှာကြောင်းလား ဒီเจ้าတော့မနေပါနဲ့ကွာတပိတ်မောက်ရင်အဲ့ဒီเจ้าငါကြီးစတာပဲအကိုပြောလေတယ်ဟေးဟေးအခုခေတ်အစိုးရเจ้าဆိုရင်ဘယ်เจ้าမှမဟန်ဘူးကွာတိလားအပြင်เจ้าနေမှာသာထားဦးလေးကြီးကစိုးပြန်နေဘာဖြစ်လို့လဲမောင်ပြုံးချူကမေးလိုက်တယ်ဟာမင်းနေเจ้าဆရာကြီးကိုပေးထားတဲ့လာကာကမဖြစ်စလောက်ပဲကွာအဲ့ဒီတော့ဘသူမှကြာကြာနာနာမတင်ကြဘူးဂယုလည်းမဆိုင်ဘူးဝိကြည်တန်းကြီးလောက်တင်တာပဲ ဒါဖြင့်ဘဲចောင်းထားရမလဲဟိုကားနဲ့လာခေါ်တဲ့မိန်းကလေးចောင်းထားကွာတဏီသောနနက်ခင်းတွင် မောင်ပြုံးချူဟာตาကြီးနဲ့သူ့အောက်သမီးကြီးကိုလက်ဆွဲ၍ဦးလေးကြီးထောက်ခံသလိုမိန်းကလေးចောင်းသူចောင်းအပ်ရန်လာခဲ့လေတယ်ចောင်းဝိုင်းနေတွင်ကလေးတွေကစားနေကြလေတယ်မိမိငယ်စဉ်ကចောင်းသားဘဝကိုတတိယမိလေတယ်သို့တော့ចောင်းအဆောက်အအုံများကစစ်တန်းចောင်း ပျက်စီးယိုယွင်းလျက်ရှိလေပြီးအချို့နေရာများတွင်ကယာယီကျောင်းဆောင်များကိုဝါးထရန်ကာ၍ဓဏိမိုးကဆောက်လုပ်ထားရလေတယ်။မောင်ပြုံးချူတို့အားဧကန်းတွင်ထိုင်ဆောင်ရန်ဆရာမတစ်ယောက်ကပြောလာတယ်။ဧကန်းထဲတွင်လည်းမောင်ပြုံးချူတို့အရင်ကျောင်းအပ်ရန်ရောက်နေသူများကိုတွေ့ရလေတယ်။သူတို့ဝိပုံစားပုံများကိုကြည်ချင်းအဖြစ်စင်ရဲသားဖြစ်ဟန်တူတယ်။၆နှစ်ရွယ်တငယ်မလေးမှာကလထိုင်မော်တွင်ထိုင်ရင်ငိုက်နေတယ်။ စောင့်နေရတာအတော်ကြာပြီထင်တယ်။မောင်ပြုံးချူတို့လည်းစိတ်အားထက်သန်စွာ အတန်ငယ်ကြာအောင်စောင့်နေကြတယ်။ကျောင်းအုပ်ဆရာမကြီးလာမှကျောင်းအပ်ရာမှာဖြစ်တယ်။လူပြည့်နေပြီဆို၍လက်မခံလျင်အခက်အတန်ကြာတော့ဆရာမကြီးတယောက်ဝင်လာလေတယ်။မောင်ပြုံးချူဟာနေရာမှထ၍ခရီးဥချူပြုတယ်။သူသည်ကျောင်းအုပ်ဆရာမကြီးပြီလို့ကျောင်းအပ်ဖို့လာကြတယ်ထင်တယ်။ဟုတ်ပါတယ်ခမညာ။ဆရာမကြီးစောင့်နေရင်ကြာနေလိမ့်မယ်။ ျမတို့เจ้าမှာเจ้าသားတွေပြည့်နေပြီလက်ခံနိုင်မှာမဟုတ်တော့ဘူးမောင်ပြုံးချူတော်တော်စိတ်အိုက်သွားလေတယ်စကားပြောရန်လဲအဆရှာမတွေ့တော့ကြောင်ရွေ့သာကြည်နေမိလေတယ်စောင့်နေရပြီးမှလက်မခံနိုင်ဘူးဆိုရင်အာနာစရာကြီးဖြစ်နေမှာဆိုလို့ကျမလာပြောတာပဲမောင်ပြုံးချူတို့အရင်ရောက်၍စောင့်နေကြသူများဟာညိုးငယ်သောမျက်နှာထားနဲ့ပြန်သွားကြလေတယ်မောင်ပြုံးချူအဖို့တော့အားမလျှော့သေး ကျွန်တော်ဆရာမကြီးကိုမတွေ့နိုင်ဘူးလားခင်ဗျာတွေ့ကျင်တော့တွေ့နိုင်ပါတယ်ဒို့ပေမဲ့တိတ်တော့အကြောင်းထူးမယ်မဟုတ်ပါဘူးမောင်ပြုံးချူအားဆရာမကြီးရှိရာသို့ညွန်လိုက်ရာသားနဲ့သမီးကို လက်တွဲ၍သွားလေတယ်ဆရာမကြီးဟာ အတော်ရီမွန်သည့်ပုပ်ကူဖြစ်တယ်မောင်ပြုံးချူကအချိုးအချောင်းကိုပြော၍လက်ခံရန်တိုက်တွန်းလေတယ်သူသည်မောင်ပြုံးချူပြောသည်များကို ပြုံးပြုံးကြီးနားထောင်နေလေတယ်ကျမတို့ကလည်း အင်မတန်လက်ခံကြပါတယ်။နေစရာနေရာက မရှိတော့လို့ပါ။ပြီးတော့ကလေးတွေများပြီးတယောက်စီတယောက်စီဂယုဆိုင်သင်မပေးနိုင်ရင်လေကလေးတွေတိတ်နစ်နာမယ်။ပြီးတော့ကျောင်းနာမည်ပြက်ပါလိမ့်မယ်။ကျမတို့ကနာမည်ယူပြီးအလုပ်လုပ်နေရပါတယ်။နာမည်ပြက်သွားရင်ကျောင်းပြက်သွားပါလိမ့်မယ်။ဒါကြောင့်မို့လက်မခံတာပါ။နောက်နှစ်ကျတော့ထားတာပေါ့။ဒီနှစ်တော့တခြားကျောင်းမှာပဲထားပါဦးနော်။တို့နှစ်မောင်ပြုံးချိုလေလက်လျှော့က လေးကံတော်ခြေလှမ်းနဲ့အိမ်သို့ပြန်လာခဲ့ရလေတယ်။အဲလီဒီလောက်တောင်ခတ်နေရင်လေအိမ်နာကအစိုးရကြောင်းမှာပဲထားကြပါစို့ရဲ့။နောက်ဆုံးတွင်ဒီအတိုင်းဆုံးဖြတ်ချက်ချလိုက်ကြရလေတယ်။မောင်ပြုံးချူနဲ့တင်မကြီးဟာသားနဲ့သမီးကိုလက်ဆွဲကာကျောင်းသို့လာခဲ့ကြတယ်။ထိုကျောင်းတွင်နှစ်ဆိုင်ခွဲ၍သင်ကြားနေတယ်။နနက်ပိုင်း၌ခုနှစ်နာရီမှ၁၇နာရီတွင် သူငယ်တန်းမှ၅နာရီအထိသင်တယ်။နေ့လယ်၁၇နာရီမှ ်၄နာရီတွင်၈တန်းမှ၉တန်းအထိတင်ကြားလေတယ်။အဆောက်အအုံမရှိ၍အချိန်လွဲတင်ရခြင်းဖြစ်တယ်။အစိုးရ၏ပညာရေးစနစ်အရ၅တန်းအထိကြောင်းလာကမပေးရပါ။ဆရာကြီးထံတွင်အနှံပြီးနောက်သားကိုတန်းတန်းတွင်ထား၍သမီးကို သူငယ်တန်းတွင်ထားလေတယ်။ကျောင်းမော်တို့တက်သွားသောကျောင်းသားသူငယ်တို့ဟာအခင်းမရှိသောကျမ်းမြေပေါ်တွင်ထိုင်ကကျွတ်ကျွတ်ညံအောင်ဆိုင်ရာသင်ကန်းစာများကိုအော်ဖတ်နေကြတယ်။ အတန်းတစ်ခုနဲ့တစ်ခုလဲပိုင်းခြားကာယံထားခြင်းမရှိ ဟာလာဟင်းလင်းကြီးဖြစ်နေလေရဲ့တဒန်းကတင်ပြနေသည်ကို အခြားတဒန်းကမြင်နိုင်ကြားနိုင်တယ်ဘာဦးရေကူးနေသည်ငါးစားရသလားကာကြီးခါခွေကာငယ်ကာကြီးစာအုပ်တအုပ်ကိုဆယ်ပဲပေးရတော့ရှိသေးရောအခါဘာယာနတိပြည်တွင် အမျိုးစုံစူညံလျက်ရှိတော်တယ်အချို့အတန်းက စာဖတ်နေတယ်အချို့အတန်းကသင်ချသင်နေတယ်အချို့အတန်းကပထဝီသင်ပြနေတယ်မောင်ပြုံးချိုရဲ့သားနေရသောအတန်းမှဆရာလဲမျက်နှာပေါက်ဆိုးလာတယ်အပြောကလည်းထန်လာတယ်ဘဲเจ้าကလာလာလဲတောเจ้าကပါပဲဟိုเจ้าနှုံးကတော့တန်းမှာအင်းကျုပ်တို့ကတော့တင်သွားမှာပဲစောင့်မနေနိုင်ဘူးမလိုက်နိုင်ဘဲနဲ့လုံးမလဲကျွန်တော်တို့လည်းအင်းကတင်ပေးပါမယ်အေးလေကောင်းပြီ တော်တော်ကြာမလိုက်နိုင်ရင်ချုပ်တောင်းတော့မဟုတ်ဘူးမောင်ပြုံးချူတို့လည်းသားနဲ့သမီးကိုထားခဲ့ပြီးပြန်ထွက်လာကြလေတယ်ဒီလူဟာကျောင်းဆရာလို့ဖို့မကောင်းဘူးပလိတ်လို့ဖို့ကောင်းတယ်ကျောင်းသားမိဘနဲ့စကားပြောတာတရားခံနဲ့စကားပြောတဲ့ပလိတ်ကြနေတာပဲမောင်ပြုံးချူကဆိုတယ်လာကကလည်းနင်းနေရရှာတယ်ဒီနေ့လေအိမ်ကအိုးတဲကစံကုန်နေလို့အလိုလိုဒေါသဖြစ်နေတယ်ထင်ပါရဲ့လို့တင်မာကြီးကဖြေပြောလေတယ် ရောင်ကြီးသည့်1949ဩဂတ်စ်တဆီယမ်မန်တင်ရဲ့ဒုတိယကြိမ်ထုတ်ဝေသောမြို့ပိုင်ပေါင်းပြုံးချူစားအောင်မှာဘဲเจ้าမောင်နေမတုံးလို့အမည်ရတဲ့အเจ้าရာလေးဒီနေရာမှာပဲပြီးဆုံးပြီဖြစ်ပါရဲ့ရှင်